မင်္ဂလာပါရှင်ရှင်စင်ရီရဲ့အစိတ်မှကြိုဆိုပါတယ်ရှင်ဒီနေ့မှမိတ်ဆက်ပြီးမှာတော့ရန်ကုန်တိုင်းဒေသမှာရှိတဲ့မြောင်းတကုံမြို့နယ်41ရပ်ကွက်မှာရှိနေတဲ့ 3.5RC နဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်တပင်ရွှေနီးလမ်းမယုံသေးပေါက်ပြီးတော့ဦးအေးစာရလမ်းမကြီးနဲ့တဆင်ချုံးမှာတည်ရှိနေတဲ့လုံချင်းနဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ် ပပငင်ထိုးလို့ရအောင်လို့လမ်းနဲ့တပြေးတည်းမဟုတ်ဘဲနဲ့ကုန်းမြင့်လေးလုပ်ပေးထားပြီးတော့ချမ်းတကားကြီးနဲ့လုပ်ပေးထားမယ်။ဒီစင်ဝင်အောက်မှာဆိုရင်အီကိုဦးနေနဲ့ပေါင်းခတ်ထားပြီးတော့မျက်နှာချက်မီးဆိုင်နဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်။ကားပငင်နှစ်စည်းစာရပါမယ်ရှင်။ချမ်းထဲမှာဆိုရင်ရေမော်တာကိုတက်ဆင်ပေးထားတယ်။အိမ်ခန်းအဲ့ခန်းနေဘလို့ပြင်ဆင်ထားလဲဆိုတော့ရှင်းစရာသိစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အိမ်ရဲ့ဝင်ပေါက်မှာဆိုရင်စတီးပါကြတကားကိုတက်ဆင်ပေးထားပြီးတော့ကျွန်းတကားတစ်ထပ်ပါဝင်ပါသေးရှင်။အဲ့ခန်းအတော်လေးချေတဲ့ဆိုဖာစတီး၊ကော်ဖီတေးပဲ အရာဝန်စတန်းနေထားရှိလို့ရပါတယ်ဖြစ်ပါတယ်ရှင်လူချင်းမင်းတို့အနေဖြင့်အလှမင်္ဂလာလုပ်မယ်ဆိုရင်ဇပွဲဝိုင်းနေတော်တော်ကြည်ကြည်ဝန်းကိုထားလို့ရပါသေးတယ်ရှင်အဲကမ်းမှာဆိုရင် eco ဝေနဲ့ဘောင်ခတ်အလှဆင်နေထားပြီးတော့ partition box တွေပါမယ် cabinet ပါမယ် tv စင်ကိုထားရှိပေးထားပဲဖြစ်ပါတယ်မျက်နှာချက်ကောနေ crystal မီးဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်ရှင်24နာရီလျှက်စစ်မီးရဖို့အတွက်နဲ့တခြားအိမ်သုံးလျှက်စစ်ပစ္စည်းတွေ ုံးလို့ရအောင်လို့ power station ထားရှိပြီးသားမယ်အထက်တိုင်းထက်တိုင်းမှာ brake eye တက်ဆင်ပြီးသားမယ်ဖြစ်ပါတယ်ရှောင်းလန့်အတော်လေးကျဲတယ်အထက်တိုင်းမှာလည်းဗရင်းပေါက်တိုင်းကိုတာမန်တန်ရိုက်တက်ဆင်ပေးရပြီးအရေးသိမ်းမြင့်တဲ့တကားကြီးတက်ဆင်ပေးထားရပြီဖြစ်ပါလေရှင်။ဆက်ဆက်တွေ့ကြမှာတော့အုံနဲ့ဖွဲ့တိုင်းမာစာဘရွန်ရောက်ပါပြီရှင်။မာစာဘရွန်နဲ့မှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ကျွန်းပကင်းအပြည့်ခင်းပေးထားမယ်။ညံ့တဲ့ဇန်မီးတီမီးဆိုင်တွေနဲ့အလှဆင်ပေးထားရပြီဖြစ်ပါလေ မာဆာဘာရိုနဲ့မှာပါတယ်။တိုင်းလန်မှာဆိုရင်ကျင်းပြခင်းပေးထားမယ်။ကျုံးတကားကိုတက်ဆင်ပေးထားပြီးတော့ဘိုးတိုင်းအိမ်သာရှာဝါတွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ဒီအိမ်လေးကတော့လူမနေရသေးတဲ့လုံချင်းတိုက်ပဲဖြစ်ပါတယ်ရှင်။မိဖို့ကန်းကို အတူတူသားချကြအောင်ရှင်။မီးဖို့ကမ်းမှာဆိုရင်နှစ်ပေပတ်လည်ကျွေးပြားတွေခင်းပေးထားပြီးရောအပေါ်ဘက် အောက်ဘက်တွေမှာကက်ဘိနက်တွေတက်ဆင်ပေးထားမယ်မီးဖို့ကုန်းမှာဆိုရင်နှစ်ပေပတ်လည်ကျွေးပြားတွေခင်းပေးထားပြီးရော ်ချဲဝန်းနဲ့ဗနေပေါက်နှစ်ခုပါရှိရပဲဖြစ်ပါတယ်။တန်မှန်တန်ငါးရက်သက်စင်ပြီးသားပြီးတော့ညနေချက်မှာကောနစ်မီတီမီဆိုင်နဲ့အလှဆင်ပြီးသားပဲဖြစ်ပါရှင်။အိမ်ရှင်မတို့စိတ်ကြိုက်ပဲဖြစ်ပါရှင်။နောက်ဖေးတကားမှာဆိုရင်လဲကျွန်းတကားတန်မှန်တန်ငါးရက်သက်စင်ပြီးသားပြီးတော့တိုင်းလမ်းမှာဆိုရင်ကျင်ပြခင်ကျင်ပြကတ်ပြီးသားမယ်။ဘိုရာအိမ်သာအစ်စ်တလုံးကိုတက်စင်ပြီးသားပြီးတော့တီးတန့်ပင်စင်နဲ့ပါရှိမယ်။ရှာဝါလဲပါပါသေးရှင်။ပထမတန်းမှာဘလိုနေပြင်ဆင်သားလဲဆိုတာကိုသွားကြည့်ကြရအောင်။ ထမတဲ့အခန်းမှာဆိုရင်ဘာစာပန်ခန်းပါမယ်ဇွန်းတကားတွေတက်ဆင်ပေးထားပြီးတော့ ကျွန်းပါကြီးတွေခင်းမိထားပဲဖြစ်ပါတယ်ညနေခြံကောနဲ့မီးသီးမီးမြုပ်တွေနဲ့အလှဆင်မိထားပြီးဗရင်ပေါက်နှစ်ခုပါရှိမယ်ရေသွင်းမြင့်နဲ့တခါတက်ဆင်မိထားမယ်မာစတာပရုံးရဲ့ရေချိုးကတွိုင်းလာဆိုရင်ကျွန်းတကားတွေတက်ဆင်မိထားပြီးတော့ဂျင်ပြားခင်းဂျင်ပြားကတ်မိထားမယ်ဘိုရန်အင်တာအစ်တလုံးကိုတက်ဆင်မိထားပြီးတော့ဒီစင်တလုံးလည်းပါရှိပါသေးရဲ့ရှင်ဒီမဆာဘရုံးနဲ့မှာဆိုရင်နှစ်ယောက်အိမ်ကရင်ကောင်းကောင်းထည့်လို့ရမယ်ဘီဒိုတွေမန်တင်ကုန်တွေလည်းထည့်လို့ရပါသေးရဲ့ရှင် ရှောင်းလန်းလာဆိုရင်လည်းကျေတယ်အပေါ်ဘက်မျက်နှာချက်ကောနစ်မီသည့်မီဆိုင်တွေကလုံးဝကို classic ဆက်ဆံပြင်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်မာဆာဘန်ရုံးထဲမှာဆိုရင်အထက်တိုင်းအခန်းတိုင်းမှာကျွန်းတကားတွေတက်ဆင်ပေးထားပြီးတော့ဆုံးပါကလေးကိုအပြည့်ခင်းပေးထားပဲဖြစ်ပါတယ်မျက်နှာချက်ကောနစ်မီသည့်မီဆိုင်တွေနဲ့အလှအဆင်ပေးထားပဲဖြစ်ပါတယ်ပရင်းပေါက်လည်းပါရှိပါသေးရဲ့ရှင်မာဆာဘရွန်ရဲ့တွိုင်လတ်မှာဆိုရင်ကြွေပြားခင်းကြွေပြားကပ်ပေးထားတယ် ရေချိုးကန်းအိမ်သားလည်းပါဝင်ပြီးတော့ဘူရန်အိမ်သားအစ်စ်တလုံးလည်းတက်ဆင်ပြီးထားပဲဖြစ်ပါတယ်အဲကဲအောင်ဆိုရင်လည်းအတော်လေးကျန်ဝင်တဲ့ Sofa City Coffee Day ပဲအဲအောင်စတန်နေထားရှိလို့ရပြီးတော့ညနေချက်မီးသီးမီးဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါလိမ့်ရှင်ဝရဏာမှာဆိုရင်လည်းကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့ကြီးမားတဲ့ဝရဏာကြီးပါရှိမယ်ကျွေးများတွေခင်းပေးထားပြီးတော့တော်ကောင်းကောင်းပြုလုပ်ပေးထားပဲဖြစ်ပါလိမ့်ရှင် ဒုတိယခန်းလေးကိုစပြပေးပါမယ်ဒုတိယခန်းမှာဆိုရင်လဲမာစာနှစ်ခန်းကိုဖွဲ့ပေးထားတယ်ကျွန်းတစ်ခန်းနဲ့တက်ဆင်ပေးထားပြီးတော့ ကျွန်းပါကြီးတုံးနဲ့ခင်းပေးထားမယ်အခန်းထဲမှာဆိုရင်ဗရင်ပေါက်နှစ်ခုပါရှိပြီးတော့တန်ပန်းတန်တကားတွေပါဝင်လာပဲဖြစ်ပါတယ်မဆာကန်ထဲမှာပါတဲ့ toilet မှာဆိုရင်ကျွေးပြားခင်းကျွေးပြားတွေကပ်ပေးထားမယ်ရှာဝါပါပြီးတော့ဘိုးတိုင်းအိမ်သားဘေးစင်တည်တံ့နေပါရှိပါတယ်ညနေချက်ကောနစ်မီသီမီဆိုင်နေနဲ့အလှဆင်ပေးထားပြီးတော့ဒီဘက်ဘေးဘက်မှာဆိုရင်ခရင်တွေထားရှိလို့ရမယ်မှန်တင်ကုန်ဗီဒိုတွေထားရှိလို့ရပါသေးရဲ့ရှင့်ဘာမှစာပန်ရုံးခန်းကိုပြပေးပါဦးမယ်ရှင်အခန်းတိုင်းအခန်းတိုင်းမှာ အုတ်တွေနဲ့ဖွင့်ပြထားပဲဖြစ်တယ်ဘေးပရင်းပေါက်တွေမှာဆိုရင် လုံးချင်းတိုက်တွေများတဲ့အတွက်ကြောင့်မလို့လေးဝင်လေးထက်နဲ့အလင်းအောင် share ကောင်းပါလေရှင်ဒီဘက်မှာဆိုရင်လဲကျွန်းတကောက်တဆင်ပေးထားမယ်ကျွန်းပါကြီးခင်းပေးထားပြီးတော့ညနေချက်ကောနဲ့မီတီမီဆိုင်နဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်ပရင်းပေါက်လည်းပါရှိပါသေးရှင်မစံပရုံးတွေကတော့အတူတူပါပဲရှင်။ကျွန်းတကားရဲ့တက်ဆင်ပေးထားမယ်။ကျွေပြားခင်းကျွေပြားကပ်ပေးထားမယ်။ဘိုးတိုင်းအင်တာအစ်စ်စလုံးတက်ဆင်ထားပြီးတော့ဖြင်းဆင်လဲပါရှိပါသေးရှင်။ ဖျားကန်းလေးလည်းပါပါသေးတယ်ရှင်ဖျားကန်းရဲ့ space မှာဆိုရင်ပတင်းပောက်ကိုထားရှိပေးထားပြီးတော့အလင်းအောင်ကောင်းကောင်းရမယ်ဖျားပူဇော်မယ်ဆိုရင်လည်းတတောင့်တတတာလေးနဲ့ပူဇော်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒုတိယနဲ့ဝရဏမှာဆိုရင်ကျွေပြားတွေခင်းမိထားမယ်ဝရဏ space တော်တော်ကြည်ကြည်လေးလုပ်ပေးထားရပဲဖြစ်ပါလိမ့်ရှင်။အရှိရဲ့မျက်နှာစာမှာဆိုရင်တိုင်းမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလေးအောင်နဲ့လေဝင်လေးထောက်ကောင်းစွာရရှိမှာပဲဖြစ်ပါလိမ့်ရှင်။ roots လက်ကိုတက်ဖို့အတွက်ကြောင်းလေးလေးကောင်းလုပ်ပေးထားရပဲဖြစ်ပါလိမ့်ရှင်။လေကောင်းလေးတန်းရမယ်။ မော်ရာပေါင်းတဲ့နေနဲ့အတူတူချဲလို့ရတဲ့နေရာလေးစီစဉ်ပေးထားပါလိမ့်ရှင်။ 3.5RC အရောင်းအငန်းရဲ့ပေချေကတော့20ပေခွဲ60ပေရှိပါတယ်ရှင်။လက်ရအနောက်တောင်ဖြစ်ပြီးတော့အိမ်မက်ပေါင်းချတော့9ပေဖြစ်ပါတယ်ရှင်။ဒီအိမ်ရဲ့အရောင်းစင်းတော့3,2500ကိုအထူးညီနိုင်အောင်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ိုင်းနဲ့တက်လို့ကြီးစုကျင်တဲ့ဝေယူကျင်တယ်ဆိုရင်လူကြီးမင်းတို့အနေဖြင့်ရှေစင်ကို ဖုံးဆက်ပေးပေးပါရှင့်ဒီလိုအိမ်ပေါင်းအခန်းပေါင်းများစွာကိုနောက်ရက်များမှာရောင်းချပေးသွားမှာမှလို့ follow နှိပ်ပေးခဲ့ပါရှင့်အားလုံးကြီးစုပါ